က်နိုင်ကျွန်တော်တို့ဒီ AA နဲ့ပတ်သက်လာရင်နောက်ဆွဆွချက်တစ်ခုကတော့မိုးရေစေဘွားပြဿနာပဲဖြစ်ပါတယ်မိုးရေစေဘွားကိစ္စဖြစ်ပါတယ်အဲဒီလ September 23ရက်နေ့ကမြမအလင်းတည်င်းစာမှာအာမလေးရှားကိုပို့မဲ့စိတ်ကြွစေးတွေမိတဲ့ကိစ္စတွေမိုးရေစေဘွားတွေမိတဲ့ကိစ္စတွေအဲ့ဒီကိစ္စမှာဘက်ပုံတည်င်းနဲ့ပေါ်ပြတာကတော့အေးတက်ဖွဲ့ဝင်တွေပါဝင်နေဆိုတာမျိုးပေါ်ပြတာရှိသလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းမကြသေးခင်ကပဲဟလာဒီနေဆက်လုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့အကြီးအကဲတွေကနေပြီးတော့ဆွဆွဲတာတွေရှိခဲ့ပါတယ်အေအားနေမူကြီးစေဘနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ကိစ္စတဲ့အရောင်းဝယ်အရောင်းဝယ်ကိစ္စတွေမှာပါဝင်ပတ်သက်တယ်ဆိုပြီးပြောကြားထားတာရှိပါတယ်ဒီလို accusation နဲ့တစ်ခါလည်းမဟုတ်ပါဘူးနှစ်ခါလည်းမဟုတ်ပါဘူးအချိန်များစွာရှိခဲ့ပါတယ်အေဟာသူ့ရဲ့လက်နက်ကန်တက်ကို ထောက်ပံ့ဖို့အတွက်မူကြီးစေဘလုပ်ငန်းတွေ ခြားပေါင်ခိုးလုပ်ငန်းတွေလုပ်နေပါတယ်ဆိုတဲ့ရေးသားပြောဆိုချက်တွေရှိခဲ့ပါတယ်ဒါပေမဲ့ဒါအထူးဆန်းလားဆိုတော့လည်းမဟုတ်ပါဘူးမြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသနဲ့ကန်တက်တွေမှာအထူးသဖြင့်ရှမ်းပြည်ရှေးမြောက်မှာဆိုရင်လည်းဒီလို illicit trade တွေဟလာမွေးစေဝလုပ်ငန်းတွေနောက်ပိုင်းမှာဆိုရင်စိတ်ကြွစေလုပ်ငန်းတွေနဲ့ရောင်းဝယ်ဖောက်ကားခဲ့တာတွေတက်တွေတာတာကတွေအများကြီးရှိခဲ့ပါတယ်အဲဒါအပြင်အခုနောက်ပိုင်းဆိုရင်တော့ဟလာအခု scam online ပေါ့ ဒီလုပ်ငန်းကိုလုပ်ပြီးတော့ကြီးဝချမ်းသာလာတဲ့ဟလာလက်နက်ကန်အုပ်စုတွေရှိတယ်သူတို့ကတောင်လိုင်းအုပ်စုတွေထဲမှာပါရာရှိတယ်လို့အများစုကလည်းစစ်တပ်ကထိန်းချုပ်ထားတဲ့မလေးရှားတွေ BGF လို့ခေါ်တဲ့ Border Guard Force တွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်တိုက်ထိုက်ဆိုင်ဆိုင်ပဲဒီ Trump administration ကနေပြီးတော့မြန်မာနိုင်ငံရှေ့တောင်အရှမောင်စမြန်မာနိုင်ငံပေါ့နော် ်နိုင်ငံပေါင်း၁၀နိုင်ငံကျော်မူဆွေကိစ္စနဲ့ပတ်သက်ပြီးတော့နံပါတ်တက်ထားတဲ့မှာမြန်မာနိုင်ငံပါတာလည်းတွေ့ရပါတယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြောက်နိုင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဒီမူဆွေဝါနဲ့ပတ်သက်ပြီးဆွဆွရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရိန်နဲ့ပတ်သက်ပြီးဘာဘလို့ဖြစ်ရှိကျင်လဲအော်ဒီမူဆွေကိစ္စကအရင်ထက်တောင်အခုကဆွဆွဲမှုတွေပုံများလာတယ်ဒီဟာကတစ်ချိန်လည်းမဟုတ်ဘူးနှစ်ချိန်လည်းမဟုတ်ဘူးဆိုပေမဲ့အကျိန်ပေါင်းများဆိုဆွဆွဲပြီးမှပဲအမားကိုအမှန်လို့ထင်လာတဲ့ ဒါအဗျူဟာကရှိတာကိုဒါဒီလိုမျိုးတဘာဝတရားလည်းရှိတာကိုကြားဖန်မြရင်ဒါကတော့ကျွန်တော်တို့တော့ new normal တခုလို့ဒီဆွတ်ဆွဲချက်ဆိုရင်အရင်တုန်းကဆိုရင်အရင်စိတ်ထဲမှာဟိုခံစားချက်ဖြစ်တယ်အဲလူပါဝါတွေပေါ်တာဒီဆေးတွေကဘယ်ကနေထုတ်နေတဲ့ဟာကို तू တို့အသိဆုံးပဲဘယ်နေရာကနေလာပြီးမှဘလို့ရောက်ခဲ့တယ်ဆိုတာလဲ तू တို့အသိဆုံးပဲဆိုတော့ဗျာဒီလောက်များပြားတဲ့မူရေးဆေးဆိုတာ နဲ့တန်ဖို့လည်းမဟုတ်ဘူးကျွန်တော်တို့ဘဝမှာကြားလည်းမကြားဘူးဒီလောက်များတဲ့ဟာတခါတလေတောင်ပြောဖြစ်တယ်ဒီလောက်များတဲ့ငွေတွေရှင်းတော့ကောမင်းတို့ရဲ့လေရင်တွေကိုရင်ကောင်းတွေရိုက်တယ်လို့မျိုးတစည်းချင်းပြစ်ချလိုက်မယ်လို့တော့ကျွန်တော်တို့ဒီဖက်မှာပြောဖြစ်ကြတယ်ဆိုတော့သူတို့ကဒီလိုမျိုးဆွတ်ဆွဲတာကမီဒီယာတစ်ခုမှပဲဆွတ်ဆွဲတာမဟုတ်ဘူးတချို့နိုင်ငံတွေကိုလည်းသူတို့ကစာတွေပို့တာပေါ့အင်တာပိုမှာကျွန်တော်တို့လူတွေကိုဖန်ဆီးဖို့အာဒီနောက်ပိုင်းမှာပို့ပြီးများလာတာက ျွန်တော်တို့ကနေမြေတွေကိုထိန်းချုပ်လာတယ်ဆိုတော့ကျွန်တော်တို့ရဲ့တန်တမန်ရေးအဆက်တွေမရှိအောင်ကျွန်တော်တို့ကိုဆက်တွယ်မှုတွေကတရားဝင်မှုမဖြစ်အောင်ဒါဟာနိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘူးဒါဟာမူရေးအဖွဲ့အစည်းတာတာပဲဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးကိုတောက်လျှောက်သူကလည်းဒါ framing လုပ်တာပေါ့အာဒါမျိုးကို portray လုပ်တာအဲ framing လုပ်ပြီးမှနောက်ပိုင်းမှာဆိုရင်သူလည်းအဲ့ဒီအဖွဲ့ကိုဟိုကျင့်သားပို့ရလာတယ်ကျင့်သားရလာတယ်ဆိုတာကဒီဟာသူ့ရဲ့မဟာဗျူဟာမြောက်တိုက်ခွက်ပေါ့ဗျာ သူကတစ်ချိန်လုံးကဒီနေဆက်ဒေသတွေမှာသူကထိန်းချုပ်ခဲ့တဲ့အချိန်မှာဒီမူရီဆေးဝါးတွေကဘလူဘလူဖြတ်နေတယ်ဘလူလုတ်ခဲ့တယ်ဆိုတဲ့ဟာသူတိတယ်ကျွန်တော်တို့ထိန်းလိုက်တဲ့အချိန်မှာအရင်လိုမျိုးဟုတ်မနေတော့ဘူးတစ်ချက်နောက်တစ်ချက်ကမူရီဆေးဝါးတွေဒီရန်ကုန်စိတ်ကမ်းလို့ EAOD တို့ကနေပြီးမှအပင်လေပင်ကိုဖြတ်ပြီးသွားနေတဲ့ဟာတွေကိုသူတို့ရဲ့ရေတက်ကမတိပဲပင်နေမလဲဗျာ။ရှမ်းမြောက်ကလာတဲ့ မူရစ်စီးတွေရန်ကုန်မြို့ကိုဘယ်လိုလှုပ်ပြီးရောက်လာတာလဲဗျာအမကရင်ပြည်ကနေပီစတိုတွေကိုတော့သူတို့ကြီးတောင်မလွတ်အောင်ဖမ်းနိုင်တဲ့ဟာအဲ့ဒီမူရစ်စီးတွေဒီလောက်ဟိုရောက်လာတာရန်ကုန်ကိုဘသူကယူလာပေးတာလဲဗျာကျွန်တော်တို့ကသူများကိုမြင်အောင်အဲ့လိုမျိုးပြောပြချင်းဟုတ်ကဲ့တခါတလေတရုတ်မှာပေါ့အာ ဒီနေဆက်ကလုံချုံရဲ့အရာရှိတွေကဒီမူရရှိတွေနဲ့မင်းတို့ကိုဆွတ်ဆွဲနေပြီဒီသတင်းစာမဒီလိုပါတယ်ဆိုပြီးမှမေးခွန်းနဲ့ကျွန်တော်တို့စီရောက်ဖြစ်တယ်ကျွန်တော်တို့ကတော့ရှင်းရှင်းလေးပဲဖြေလိုက်တယ်ဒီမူရရှိဝါတွေရဲ့လက်သေးတရခံဘသူလဲဆိုတာအဲ့ဒီရှမ်းမြောက်ကဘယ်မျိုးကိုတော်ပြီးမှခမရတို့လက်ဖက်ရည်တဝိုင်းတောက်ရင်တောင်တည်တဲ့ကိစ္စပဲဒီဟာရဲ့ပိုင်ရှင်ဘသူလဲဆိုတာခမရတို့ဒီသတင်းစာကဟာကိုဖက်နေရင်တော့ကျွန်တော်တို့ထင်ပါပဲဒါပေမဲ့ဘယ်မျိုးကိုတော်ပြီးမှ အလက်ဖက်ဝိုင်းတဝိုင်းတောက်လိုက်ပါအရက်ဝိုင်းတဝိုင်းနဲ့သမင်းဝိုင်းတဝိုင်းစားလိုက်ပါဆိုရင်ဟိုဟိုအဲ့ဒီ PC ပိုင်ရှင်ကအပြုံးမပြတ်နဲ့အဲဒီဟာကိုတကယ်ပြောမယ်ဆိုရင်အရင်တုန်းကတော့ကျွန်တော်တို့ကြားဘူးတဲ့လာရှုလေစိတ်ကနေရန်ကုန်ကိုလေရင်နဲ့တောင်တော်တယ်လို့ကြားဘူးတယ်အခုကတော့အာဒီတတ်မတော်ရဲ့စစ်ထောက်ရင်တွေပေါ့သူတို့ရဲ့စကားမရဲ့စစ်ထောက်ရင်တွေနဲ့ရန်ကုန်ကိုရောက်တယ်လို့ကြားတယ်အဲဒီလောက်များတဲ့ဟာတွေကို ဘသူပိုင်နေဆိုတာသူတို့အတိဆုံးပဲတကယ်သူတို့အတိဆုံးပဲကျွန်တော်တို့လည်းမတိရတော့မဟုတ်ဘူးနည်းနည်းတော့ရိပ်မိတယ်ဒါပေမဲ့သူတို့ကဘသူလဲဆိုတာကိုကျွန်တော်တို့ဆက်ပို့တိတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတည်သမျှဟာတွေကိုကျွန်တော်တို့ကိုပုံချပြီးမှကျွန်တော်တို့ရဲ့နိုင်ငံရေးတရားဝင်မှုတွေမရှိလောက်အောင်သူကတောက်လျှောက်လုပ်နေတာဖြစ်တယ်နောက်ဘင်္ဂလားကပြောတဲ့ကိစ္စဘင်္ဂလားကပြောတဲ့ကိစ္စလည်းပဲဒီအရင်တော့ကဆိုရင် ဟိုပါဗောသူတို့ရဲ့အမုံတရားကျွန်တော်တို့ပေါ်မှာအဲ့လောက်ထိမများသေးဘူးဒီနေဆက်တွေကိုကျွန်တော်တို့ထင်းချုပ်လိုက်တဲ့အချိန်မှာသူတို့အာသာငန်းငန်းတက်လိုချင်နေတဲ့ဒေတာတွေကကျွန်တော်တို့လက်အောက်ကိုရောက်တော်တဲ့အချိန်မှာသူတို့အရင်ခံပြင်းပြီးမှမနာလို့ဖြစ်တယ်ဒီအချိန်မှာပဲတပြိုင်တည်းမှာနောက်ထပ်ဘာရှိသေးလဲဆိုတော့ဒီရခိုင်ဒေတာကိုဖြတ်လေးဖြတ်ဖြတ်ငါဖြတ်ပေါ့ပင်လေကနေလဲပိတ်ထားတယ်ရန်ကုန်ကနေဟိုင်ကြီးကျွန်း ကွာဒီတောက်လျှောက်ဘောလေစစ်တင်ဘောပေါင်းများစွာပဲဒီဒီရခိုင်ဒေသကိုပိတ်ထားတာဒါပေမဲ့ဖမ်းမိတဲ့မူရေးဆေးတွေကအကုန်လုံးပင်လယ်လမ်းကြောင်းကအဝင်မှာပဲဖမ်းမိတာဒါဘင်္ဂလားဒေ့ရှ်သတင်းစာတွေမှာကြည်လိုက်ရင်လည်းပဲသူကပင်လယ်ပြင်ကနေဖမ်းမိတာကျွန်တော်တို့ကပင်လယ်ပြင်ကိုမစိုးမိုးဘူးကျွန်တော်တို့ကခုခိုးဝင်ငါးဖမ်းလေးတွေကိုဖမ်းနေတာကဒီ9ကီလိုမီတာ9ကီလိုမီတာကြားထဲမှာခိုးဝင်နေတဲ့ဟာတွေကိုပဲလိုက်ဖမ်းတာ တကယ်ရန်ကုန်ဒါမှမဟုတ်ရင်တခြားနေရာတွေကနေပတ်ဝင်လာတဲ့ဟာတွေကကျွန်တော်တို့ရဲ့လွန်မုံမှုအောက်မှာမဟုတ်ဘူးအဲ့ဒါတွေကဒီဟာတွေကိုအများပြည်သူကနားမလည်တဲ့ချိန်မှာသူတို့ကဝိုင်းပြီးမှစွတ်စွဲချက်တွေပေါ့အခုစစ်သွေးကြွားတွေကိုမြောက်ပေးတဲ့ကိစ္စတွေရောပြီးမှကျွန်တော်တို့ရဲ့ဒီတရားဝင်မှုတွေကိုတိုက်ဖြတ်တဲ့ကိစ္စတွေမှာရောအာဒါတွေကသူတို့ရဲ့သူတို့ကလည်းတကယ်ဆိုရင်တော့မိတ်ဆွေတွေတော့မဟုတ်ပါဘူးသို့တော့အခိုက်အတန့်ကာလအဖြစ်ဘုံအကျိုးစီးပွားတူညီနေကြတဲ့အချိန်မှာ ကျွန်တော်တို့ကအဲ့ဒါရဲ့တားကောင်ဖြစ်နေတဲ့သဘောပါအဲကျွန်တော်တို့ကတော့ကျွန်တော်တို့ကိုဘလောက်ပဲနိုင်ငံရေးစစ်ရေးတန်တမာရေးတရားဥပဒေစစ်ပြူပါနိုင်ငံတကာမီဒီယာတွေနဲ့ထိုးဖောက်ပါစေကျွန်တော်တို့ရဲ့လုံတင်လုံထိုက်တဲ့ဟာတွေကိုတော့မရက်မနာလုတ်တော့မှာပဲဟုတ်ကဲ့ချို့ကိစ္စတွေကကျွန်တော်တို့ကဟိုတိတ်ပြီးမှဟိုပြင်းပြင်းထန်ထန်မပြောတာကလေကျွန်တော်တို့ကျွန်တော်တို့ဆွတ်ဆွဲတဲ့လူတွေပေါ့နော်သူတို့ကျွန်တော်တို့ကြောက်လို့မဟုတ်ပါဘူး ဒါမဖြစ်တင်တာမပြောတင်တာဘောနော် escalatory irresponse တွေကိုကျွန်တော်တို့ကတမင်တတိထားပြီးရှောင်ချတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဘကြိုတို့မြန်နိုင်ကျွန်တော်ဒီကျွန်တော်ဒီ interview မှာဒီတစ်ခုထပ်မေးချင်တာကကျွန်တော်ဘင်္ဂလားဒေ့ရှ်အကြောင်းပြောတဲ့အခါမှာဘင်္ဂလားဒေ့ရှ်နဲ့ AA ရဲ့ဆက်ဆံရေးအနေအထားကိုကျွန်တော်တိုးဆုံးရှင်းပြပေးပါအချင်းချုပ်ရှင်းပြပေးအဲကျွန်တော်တို့ကအရင်တော့တော်တော်ကောင်းမယ်လို့ထင်တယ် ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဒီဒုက္ခတွေဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးမှအာပူပေါင်းဆောင်ရွက်မဲ့ဘုံအကျိုးစီးပွားတွေရှိတယ်ဒီဟာတွေကိုဆက်ဆက်ပြီးမှကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုလက်တွေ့ကြတဲ့အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်ပြောင်းလဲနိုင်မယ်လို့ကျွန်တော်တို့ယူဆခဲ့တယ်သို့တော့သူ့မှာအာဒီဒီ policy ကိုအကောင့်ထဲပေါ်ဖို့အတွက်ချင့်ကတ်တဲ့ချိန်မှာ PRP အချက်ကင်တဲ့ပုံစံကိုသူကရှေ့တန်းတင်လာခဲ့တယ်တကယ်သူလုတ်တင်တာက ကျွန်တော်တို့နဲ့ယုံကြည်မှုတည်ဆောက်ပြီးမှ empowerment ကိုသူကလုပ်ရမှာကျွန်တော်တို့ကဒုက္ခတွေတွေကိုလက်ခံမယ်ဆိုရင်ဒီဒုက္ခတွေတွေရဲ့လုံခြုံရေးဒုက္ခတွေတွေရဲ့ဒီအတက်မွေးဝန်းကြောင်းရှင်သန်မှုတွေအတွက်ကျွန်တော်တို့မှာအခင်းချင်းတွေဖန်တီးဖို့လိုတယ်သူတို့ကအဲ့ဒါတွေကိုမလုပ်ပဲနဲ့ကျွန်တော်တို့ကိုလက်လိမ်ပြီးမှငါတို့ပြောသလိုလုပ်ပါဆိုတော့ pressure 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 ဆိုတဲ့အရာကြီးကိုရှေ့တန်းတင်လာတဲ့အချိန်မှာ ဒီပဋိပက္ခတွေကနည်းနည်းပေါ်တိုင်မှုတွေဖြစ်လာတာသို့တော်လည်းပဲကျွန်တော်တို့ဘက်ကတော့ဘယ်အရာမဆိုချင်းချိန်တာပေါ့ကျွန်တော်တို့ဟိုဟိုပရက်ရှာပေးပြီးမှအတင်းအဓမ္မဖိအားပေးတဲ့ဟာတွေထက်အပြုတ်သဘောဆောင်တဲ့ဆက်ဆံရေးနဲ့အတိမတ်ပြုမှုပူပေါင်းဆောင်ရွက်မှုတွေနဲ့အဲချင်းကပ်ဖို့ဟာတော့ကျွန်တော်တို့ဟိုသူတို့ပြန်စင်းစားဖို့ရအောင်တော့ဟိုကျွန်တော်တို့ဘက်ကနေပြောဆိုနေတဲ့ဟာတွေရှိပါတယ်